ဒီနေ့မှာနှစ်ပေါင်း60ကျော်တက်တန်းရှိပြီဖြစ်တဲ့အိန္ဒိယအစားအစာတွေကိုရောင်းတဲ့ဆိုင်ဆိုင်ကိုခေါ်သွားပေးပါမယ်။အဲဆိုင်ကဘယ်ဆိုင်လဲဆိုတာကိုလိုက်ပါပြီးတော့တရှိပေးကြပါအောင်ဗျ။ကျွန်တော်ပြောတဲ့ဆိုင်ကနယူးဒီလီဆိုတဲ့ဆိုင်ဖြစ်ပါတယ်ကျွန်တော်အထဲထဲမှာမြန်နုံးနဲ့ချက်တဲ့ကျွန်တော်အမြန်သွားလိုက်ပါအောင်မယ်ဝါးကဲကျွန်တော်နှစ်ယောက်မှထားတဲ့ဟင်ပွဲတွေကိုကြီးလိုက်ပါအောင်ဗျာ ကဲဒါကတော့စိတ်တမ်းမဆလာချက်လေးပါဒါကတော့စိတ်ထားသားကိုပေါင်းထားတာပဲဖြစ်ပါလေဗျာဒါကတော့စိတ်ပေါင်ကိုအုံးလို့လေးနဲ့ချက်ထားတာပဲဖြစ်ပါလေဒါကတော့စိတ်တုံးဟင်းလေးပါဗျာကဲဒါကတော့ငမင်းစီပြန်လို့ဖြစ်ပါလေဒါကတော့ကြက်သားကိုဒါကြက်တုံလေးရေနဲ့ဒါကြက်သားကလေးတဲ့ဘဲဥလေးလည်းပါတယ်ဘဲဥလားကြက်ဥလားမသိဘူးဥရောပါတယ်เนาะဒါကကျတော့စိတ်အုံးတော့မင်းတို့ဒီနေ့ new daily မှာအရင်စားချင်နေရဲ့ဟင်မွဲဒါကျတော့ဘဲဥနဲ့ငှချောင်းနဲ့ကိုချက်ပေးထားတာ share ပဲ ဒီဘက်ချမ်းကတော့ဒန်ဒလွန်ဒီနဲ့ငရမ်းနဲ့ချက်တာအခုလည်းစီဒီအောင်ဆေးပြီးပါပြီကျွန်တော်တို့မှတ်ထားခဲ့တဲ့ဟင်းဘွက်တဝဲချင်းစီကိုလည်းမိတ်ဆက်သွားပြီဆိုတော့ကျွန်တော်တို့တဝဲချင်းစီရဲ့အရသာဘယ်လိုရှိလဲဆိုတာကိုပြောပြပေးသွားပါမယ်ဟာဖူပိတ်သက်ကြီးအားလုံးပဲမင်္ဂလာပါ အခုကျွန်တော်ပြနေလက်ထဲဟာတော့စိတ်ရဲ့ခါစစ်တာကိုပေါင်းရတာပဲဖြစ်ပါတယ်လုံးဝကိုနူးဤနေတာပဲအရတာကတော့ပြောစရာမလိုဘူးမျက်နှာဆိုလို့ရှိရင်လုံးဝကြိုက်ဟဲဗီကိုစွဲနေတော့တာဒီထမင်းကိုမင်းရေရှက်ရင်လည်းစားနေတယ်မျက်နှာနဲ့နင်းတဲ့အမှဖြစ်ပါတယ်ခင်ဗျာကဲဒါကတော့ကျွန်တော်စိတ်ရဲ့ဒီအယိုးရင်းချင်းစီကိုစုံနေတာပဲဖြစ်ပါတယ်ဗျဒီမှာကသူကပပလာကြော်လဲပြီးပါသေးတယ်အခုစားနေတဲ့ဘေးဥခင်းရတယ်သူကကြော်ပြီးတော့မှဟင်းကိုပြတ်ချက်ထားတာဆိုတော့သူ့ရဲ့အရတာက double အရင်မိုက်တယ်ပေါ့နော်အခုစိတ်အုံနှောင်းနဲ့ငရုတ်သီးကိုတွဲစားကြည့်တဲ့အခါမှာတော့ oh my god စ ိတ်အုံတော့ကလုံးဝအညီကင်းစင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့လုံးဝကိုသဘောကျတယ်ငွေဦးသီးတစ်ခက်ကလေးတဲ့အချိန်မှာတော့လုံးဝမအီရောပဲသူအဆက်နဲ့အစိတ်လေးနဲ့ရောသွားတာဆိုတော့ကျွန်တော်ကတော့ကြိုက်ပါတယ်ဒီဆိုင်မှာကချစ်တီထမင်းကြီးပဲရောင်းတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဘာတွေရနိုင်သေးလဲဆိုတော့တိုရှင်ပူရီပြီးွားလို့ရှိရင်ကျွန်တော်တို့မုတ်ပေါင်းကိုဟင်းလေးထဲမှာတွဲပြီးစားလို့ရပါသေးတယ်အခုမြန်လို့စားနေတာကတော့တိုရှင်ပဲဖြစ်ပါတယ်သူ့ရဲ့ပဲအနှစ်လေးနဲ့စားကြည့်ရခါမှာတော့စားလို့ကောင်းတယ်တိုရှင်အသားလေးကလည်းအီအီလေးဆိုတော့မိုက်တယ်ကျွန်တော်ကတော့စသားလေးထည့်ပြီးတော့လိတ်ပြီးတော့စားလိုက်တာကတော့လုံးဝ next level ဖြစ်သွားပါလေဗျာ ဗျာစတန်ဟင်းနဲ့တွဲပြီးစားလိုက်တာဆိုတော့သူ့ရဲ့အရသာကတကယ်ကိုပို့ပြီးတော့ကောင်းပုံမှာတာအခုမြင်နေရတာတော့မုတ်ပေါင်းမဖြစ်ပါနဲ့ကျွန်တော်ကတော့မုတ်ပေါင်းလေးကိုစိတ်သားအနှစ်လေးရဲ့စိတ်သားတုပ်လေးရဲ့တင်ပြီးတော့စားကြည့်တဲ့ခါမှာတော့ oh my god ဘယ်လိုပြောရမလဲမတူတဲ့အရသာတစ်ခုကိုထပ်ပြီးတော့ခံစားရတယ်ပေါ့နော်အရသာလေးကမိုက်ပါတယ်ဒီဆိုင်မှာကလက်ဖက်ရည်ကော်ဖီလေးရသေးတယ်နော် ကျွန်တော်ကတော့လက်ကော်ဖီမြန်မာဝါကိုလက်ဖိတောက်ခဲ့ပါတယ်မလိုင်းပဲလေးနဲ့ဆိုတော့အရသာကတော့ဘယ်လိုပြောရမလဲအရန်ကိုစောက်လောက်ကောင်းပါတယ်အခုပြနေတယ်ကျွန်တော်ဒါကတော့စနစ်မကိပုံစံလေးပေါ့နော်ကျွန်တော်ကတော့ကျွန်တော်မကြိုက်တာပေါ့နော်ကျွန်တော်ကလည်းနည်းနည်း personal ရပါတော့ကျွန်တော်စိုက်ဆော်တာမရှိတိတ်တဘောမကြပါဘူးဗျကဲကျွန်တော်အားလုံးပဲပြန်လဲပါဦးမယ်တတပါ